ိတ်ဆိတ်နေတဲ့ Pacific သမုဒ္ဒရာရဲ့ကျိုးတွေပေါ်မှာပိုင်းနိုင်ငံအောက်ကနေလူသားတွေရဲ့နှီးနှူတံတွေကိုခင်ဗျားကြားအောင်ကြည့်ဘူးလားကျမတို့သိထားတဲ့ဂျပန်ဆိုတာရင်ကျေးတယ်တိမ်မွေ့တယ်ဆာကူရာပန်းတွေကိုချစ်မြတ်နိုးတဲ့လူမျိုးဒါပေမဲ့1940ပြည့်လွန်နှစ်ပြည်တုန်းကတော့အဲ့ဒီဆာကူရာပွင့်ပတ်တွေဟာပန်းရောင်မဟုတ်ခဲ့ဘူးသွေးရောင်ပြားနေကြတယ်။တမိုင်းမှာစစ်ပွဲတွေအများကြီးရှိခဲ့ဘူးတယ်။ရက်စက်မှုတွေရှိခဲ့ဘူးတယ်။ဒါပေမဲ့ဒုတိယကမ္ဘာစစ်အတွင်းကဂျပန်ဘင်းရင်တပ်မတော်ရဲ့လုံရက်တွေကတော့ ရက်ဆက်တယ်ဆိုတဲ့စကားလုံးနဲ့တော့မလုံလောက်ဘူးသူတို့ဟာလူသားဖြစ်ခြင်း humanity ဆိုတာကိုစွန့်လွတ်ပြီးမရေကန်းကိုကဘာမီပေါ်စွတ်တင်ခဲ့တဲ့သူတွေပါဒီနေ့ကျမပြောမယ့်အကြောင်းအရာတွေကနှလုံးရောဂါရှိသူတွေစိတ်မခိုင်သူတွေနားမထောင်သင့်ပါဘူးဘာလို့လဲဆိုတော့ဒီဇလန်တွေဟာစိတ်ကူးရင် horror ဇလန်တွေမဟုတ်ပဲတကယ့်လူသားတွေခံစားကြရတဲ့ငရေကန်းတွေဖြစ်နေလို့ပါပဲကျမပြောမယ့်အချက်လက်တိုင်းဟာကောလာဟာလာတစ်ခုမှမပါဘူး ဂျပန်လူမျိုးသမိုင်းပညာရှင်ယူကီထာနာကာကိုရိုင်းရဲရဲဝံ့ဝံ့ဖွင့်ချထားတဲ့ Hidden Horrors Japanese War Crimes in World War II ဆိုတဲ့စာအုပ်ကိုအခြေခံထားတာဖြစ်ပါတယ်။ထာနာကာဆိုတာသူ့နိုင်ငံရဲ့တိုက်ခါကြမှာကိုမငဲ့ကွက်ပဲသမိုင်းအမှန်တရားအတွက်တပ်တွေထောက်ထားပေါင်းများစွာနဲ့ဒီစာအုပ်ကိုရေးသားခဲ့တဲ့လေးစားဝယ်ပညာရှင်တဦးပါ။ကဲအစင်းသင်းဖြစ်ပြီဆိုရင်လူသားတွေရဲ့အမှောင်မှိုက်ဆုံးစာမျက်နှာတွေကိုအတူတူလှန်ကြည့်ကြရအောင်။ The psychology စိတ်ဝိညာဉ်ကိုချိုးနှိမ်ခြင်း အရင်ဆုံးမေကွန်းထုတ်ရမယ့်ကိစ္စတစ်ခုရှိရယ်။ဂျပန်နိုင်ငံကလာတဲ့တာမန်လေသမားလေးတွေတက္ကသိုလ်ကျောင်းသားလေးတွေအိမ်မှာဆိုရင်မိဘကိုရိုသေပြီးဝကြီးဆွဲကြပြဆက်တက်တဲ့လူငယ်လေးတွေဒီလိုလူတွေကစစ်ထဲရောက်တာနဲ့ဘာဖြစ်လို့ရုတ်တရက်ဒီလောက်ရက်ဆက်တဲ့မိစ္ဆာတွေဖြစ်သွားကြတာလဲ။ယူကီထာနာကာရဲ့ Hidden Horror စာအုပ်ထဲမှာဒီအဖြေကို Psychological Deception စိတ်ပညာရှုထောင့်မှခွဲစိတ်လေ့လာခြင်းဆိုတဲ့အချက်နဲ့အဖြေထုတ်ပြထားတယ်။ အဓိကတရားခံကလူပုဂ္ဂိုလ်တဦးတယောက်တည်းမဟုတ်ဘူးသူတို့ကိုရိုက်သွင်းထားတဲ့ ideology ဝါဒမိုင်းနဲ့စနစ်ကြီးကိုယ်တိုင်ကလူတွေကိုမိုက်စာဖြစ်အောင်ရိုက်သွင်းလိုက်ကြတာပဲပထမဆုံးအနေနဲ့သူတို့ရဲ့ခေါင်းထဲမှာရှိနေတဲ့ technocide ဒီ empire system ကိုနားလည်မှရမယ်အဲ့ဒီခေတ်ဂျပန်တက်မတော်မှာဧကရဘရင်ဆိုတာနိုင်ငံကောင်းဆောင်တတ်တတ်မဟုတ်ဘူးတတ်ရှိဖျားတစုမိပါပါဝါရှိရတဲ့သူ သူတို့ဟာယာမတိုလူမျိုးဆိုပြီးကိုယ့်ကိုယ်ကိုဖိယသခင်ကရွေးချယ်ထားတဲ့အမြင့်မြတ်ဆုံးလူမျိုးလို့ယုံကြည်ထားကြတယ်။ဒါကြောင့်သူတို့ကလွဲရင်ကြံတဲ့လူမျိုးကြတွေအထူးသဖြင့်အာရှတိုက်သားတွေနဲ့လူဖြူတွေကိုလူလို့မမြင်ပဲသူတို့အုပ်ချုပ်တာကိုခံရမဲ့အောက်တန်းသားတွေလိုပဲသတ်မှတ်ထားတယ်။ဒုတိယအချက်ကတော့ဘူရှီတို့စစ်တီတော်ကျင့်ဝတ်ဆိုတာကိုမှားပြီးနားလည်ကြတဲ့အချက်ရှေးခေတ်ဆာမူရိုင်းတွေရဲ့ဂုံတိုက်ခါကိုတေကျင်းတရားနဲ့ချိတ်ဆက်လိုက်တယ် ဂျပန်စစ်သားတယောက်တည်းအေဂရစ်မင်းအတွက်အသေးခံရတာကအမြင့်မြတ်ဆုံးဂုဏ်ပဲ။လမ်းလက်ချရှုံးပေးခြင်းဆိုတာသူတို့အတွက်ရာဇဝင်မှာအစိုးရဆုံးအချက်တကွဲပြည့်မှုပဲ။ဒီတော့စဉ်းစားကြည့်ကိုယ့်ကိုယ်ကိုယ်တောင်ရှုံးပေးမဲ့အစားတပ်သေးဖို့ဝင်မလဲတဲ့သူတွေကလမ်းလက်ချလာတဲ့မဟာမိတ်တုံ့ပန်းတွေကိုဘလို့မြင်မလဲ။သူတို့မျက်လုံးထဲမှာဒီတုံ့ပန်းတွေဟာလူမဟုတ်တော့ဘူး။တေလူတွေပဲ။ဂုံတိတ်ခါမရှိတော့တဲ့အသက်ရှင်ဖို့မတန်တော့တဲ့အမိုက်တရိုက်တွေလိုပဲမြင်ကြတယ်။ ဒါကြောင့်တုံပန်းတွေကိုတတ်တာဟာသူတို့အတွက်လူတတ်တာမဟုတ်ဘူးအမိုက်ရှင်းလာတော့ပဲသဘောထားကြတော့တယ်။တတရနဲ့အရေးအကြီးဆုံးအချက်ကတော့ဌာနခါရဲ့နာမည်ကျော် theory transport of oppression ဖိနှိပ်မှုကိုလွှဲပြောင်းခြင်းပါပဲ။ဂျပန်စစ်တပ်ရဲ့ဖွဲ့စည်းပုံကအရန်ကြမ်းတမ်းနဲ့အရာရှိကတက်ချက်ကိုမျက်နှာဖျက်ရိုက်တယ်။တက်ချက်ကတက်သားကိုပြန်နှိပ်စက်တယ်။နေ့စဉ်နဲ့အမျှအထက်လူကြီးရဲ့ဖနှက်အောက်မှာပြားပြားဝင့်နေရတဲ့လူရမဝင်လို့ဆက်ဆံခံနေရတဲ့တက်သားလေးတွေမှာဒေါသတွေ နာကြီးမှုတွေမွန်းကျက်မှုတွေကပေါင်းအုပ်တလုံးကိုပောက်ကွဲထွက်ခံပြီးဖြစ်နေပြီအဲ့ဒီတော့သူတို့ရဲ့စိတ်ထွက်ပေါက်ကိုဘယ်မှာရှာလဲအရာရှိတွေကိုသွားချလို့တော့ဘယ်ရမလဲဒီတော့သူတို့ထက်နိုင်ကြရလို့သတ်မှတ်ထားတဲ့တုံ့ပန်းတွေအရက်သားတွေနဲ့အမျိုးသမီးတွေစီမှာသူတို့ရဲ့အာဏာကိုပြန်ပြကြတယ်ခါနာခါသုံးသပ်ထားတာကအရန်ထိမိတယ်ဂျပန်စစ်သားတယောက်ဟာတုံ့ပန်းတယောက်ကိုနှိပ်စက်လိုက်တဲ့အချိန်ခေါင်းဖြတ်တက်လိုက်တဲ့အချိန်မှာသူတို့ဟာလူသက်ချင်အောင်တတ်တတ်မဟုတ်ဘူး ်တက်တက်ထဲမှာပျောက်ဆုံးသွားတဲ့သူရဲ့ sub ဘောမိမိကိုကိုတံမိုးထမှုနဲ့ပါဝါအာနာကိုပြန်ပြီးတိဆောက်ယူလိုက်တာတယ်။အဖိနှိုက်ခံကနေဖိနှိုက်သူအဖြစ်ပြောင်းလဲပြီးစိတ်ဖြေပြလိုက်တာပေါ့။နောက်ဆုံးတစ်ချက်ကတော့တာဝန်ယူမှုပျောက်တဲ့အချက်ပဲ။သူတို့လောတမယအရာရာတိုင်းကဧကရစ်ဘရင်ရဲ့အမိတ်ဖျားသခင်ရဲ့အလိုတော်လို့ခံယူထားတဲ့အတွက်ခလေးတယောက်ကိုတတ်လိုက်ရင်တောင်သူတို့စိတ်ထဲမှာငါတတ်တာမဟုတ်ဘူး။ငါကတာဝန်ကျေပြွန်အောင်လုပ်ပေးလိုက်အောင်မယ်ဆိုပြီးကိုယ့်ကိုယ်ကိုလက်ပြတတ်နေတတ်ကြတယ်။ ဒါဟာလူတယောက်ချင်းစီရဲ့ရက်စက်မှုထက်ကြောက်စရာကောင်းတဲ့လူကောင်းတွေကိုတောင်မိစ္ဆာဖြစ်အောင်ပြောင်းလဲပေးနိုင်တဲ့ systematic evil မြန်မာလိုစီလိုအောင်ပြောရရင်စနစ်တကျဖန်တီးထားတဲ့မကောင်းမှုကြီးတစ်ခုပါပဲ The face of demons လူသားစားပွဲတော့အခုအပိုင်းကိုနားမထောင်ရင်ခမည်းတော်ရဲ့စိတ်ကိုအလေးပင်ဆုံးပြင်ဆင်ထားပေးပါဘာလို့လဲဆိုတော့အခုကျွန်မပြောပြမယ့်အကြောင်းအရာက လူသားစစ်စစ်တယောက်ရဲ့စိတ်နဲ့ယုံကြည်မှုတောင်ခက်ခဲလွန်းနေလို့ပါပဲ ဒါကတော့ cannibalism လူသားအချင်းချင်းပြန်စားခြင်းမှာတာမန်အားဖြင့်လူတွေဟာငတ်လွန်းလွန်းသေကံနီးဆက်ဆက်မှုလို့မတတ်တာတဲ့အဆုံးမှသာဒီလိုလုပ်ကြတာဒါပေမဲ့ Yuki Tanaka ရဲ့ Hidden Horror Star ထဲမှာရေးထားတဲ့အကြောင်းတွေအရ Pacific စစ်မျက်နှာပြင်မှာဖြစ်ပျက်ခဲ့တာကအဲ့လိုငတ်လို့စားတာတခုတည်းမဟုတ်ဘူးဒီထက်အများကြီးပိုဆိုးတယ်ဂျပန်စစ်သားတွေဟာလူသားကိုအစားအစာဖြစ်သတ်မှတ်ခဲ့ကြတယ် ဟာပူဝါညူဂီနီရဲ့တောနယ်တွေရဲ့မှာဂျပန်စစ်သားတွေဟာသူတို့ဖမ်းမိတဲ့တောင်ပန်းတွေကိုလူလို့မခေါ်တော့ဘူးအသားအရောင်နဲ့ခွဲပြီးနာမည်တက်ထားကြတယ်ဂေဒါကန်တိုင်းရင်းသားလူမဲတွေကိုဝက်မဲလို့ခေါ်တယ်ဩစတြေးလျနဲ့မဟာမိတ်စစ်သားဖြူတွေကိုဝက်ဖြူလို့ခေါ်တယ်လူတယောက်ကိုဝက်လို့ပြန်ခေါ်လိုက်တဲ့အချိန်မှာသူတို့ရဲ့စိတ်ထဲမှာတတ်ရတာလက်ပြမတတ်နာမျိုးမဖြစ်တော့ဘူးသာဟာစိတ်ပညာအရ linguistic dehumanization ဆိုတဲ့အခေါ်အဝေါ်ပြီးပြောင်းပြီးကိုယ့်ကိုယ်ကိုလူမဆန်အောင်လုပ်လိုက်ကြပဲ။ ဌာနကရဲ့မှတ်တမ်းတွေအရဩစတြေးလျစစ်သားတွေဒေသခံတွေရဲ့အလောင်းတွေကိုအမဲသားငါခုတ်ထစ်တယ်လို့မျိုးစနစ်တကျခုတ်ထစ်ပြီးချက်ပြုတ်စားတောက်ခဲ့ကြတယ်လို့ပြောထားတယ်။ဒီထက်ပိုပြီးကြားဆရာကောင်းတာက bureaucratic cannibalism ပါ။အတိပဲကတော့ဒီလိုလူသားစားဝင်ကို အထက်ကနေတရားဝင်ခွင့်ပြုထားတာမျိုးပေါ့။ဌာနကရှာဖွေတွေ့ရှိထားတဲ့1944ခုနှစ်ဒီဇင်ဘာလ10ရက်နေ့စွဲနဲ့အမှတ်78တက်မတော်ဌာနချုပ်ကထုတ်ပြန်ခဲ့တဲ့အမိန့်စာတစ်ခုရှိရယ်။အဲ့ဒီအမိန့်ကဘာလဲသိလား မိမိတပ်ဖွဲ့ဝင်အချင်းချင်းရဲ့အလောင်းကိုစားခြင်းတားမြစ်သည်သို့တော့ရန်သူအလောင်းကိုစားခြင်းသည်ရာဇဝတ်မှုမဟုတ်တဲ့ခမည်းမင်းလားရန်သူဆိုရင်လူမဟုတ်တော့ဘူးတားကောင်ပဲစားခွင့်ရှိတယ်ဆိုပြီးတရားဝင် license ထုတ်ပေးလိုက်တယ်လို့ဖြစ်သွားတာအစိုးဆုံးနဲ့အကြမ်းကြုတ်ဆုံးဖြစ်ရကတော့ချီချီကြီးမကျွန်းကကိစ္စပဲအဲ့ဒီကျွန်းမှာဘိုချုပ်ယိုရှိကိုထာချီဘာနာဦးစီးတဲ့ဂျပန်တပ်တွေဟာရိတ်ခါမပြတ်လက်ဘူးစားစရာတွေရှိတယ် ဒါပေမဲ့သူတို့ဟာဖမ်းမိတဲ့ American လေရင်မှုတွေကိုခေါင်းဖြတ်တက်ပြီးစားပွဲတော်တည်ခဲ့ကြတယ်။သူတို့ဘာကိုစားလဲတိလား။လူခန္ဓာကိုယ်ရဲ့အသည်းနဲ့ပေါင်သားကိုရွေးစားကြတာ။ဂျပန်ရိုးရာအယူအဆမှာအသည်းဆိုတာတတိပြတိရဲ့တည်နေရာလို့ယူဆကြတယ်။ဒါကြောင့်ရန်သူရဲ့အသည်းကိုစားရင် ရန်သူတတိတွေကိုယ်စီကူးဆက်လာမယ်ဆိုတဲ့အယူအသီးကြီးနဲ့အရာရှိကြီးတွေဟာစာကဲရက်တောင်ရင်မေရီရှိတ်ရီစားခဲ့ကြတာ။ ဒီနေရာမှာဌာနကကနောက်ထပ်ဆက်ဆက်စရာကောင်းတဲ့အချက်တခုကိုထောက်ပြထားတယ်။ဒါကတော့ hierarchy of consumption ဆိုတဲ့အဆင့်အတန်းခွဲခြားပြီးစားတောက်ခြင်းပဲ။လူသားစားတာတော့မှဒန်းလူမစားရဘူး။အရာရှိကြီးတွေကအသင်းနဲ့ပေါင်သားလို့အကောင်းဆုံးအစိတ်ပိုင်းတွေကိုစားရပြီးအောက်ခြေတပ်သားတွေကတော့အကျဉ်းကျန်အသားစားတွေကိုပဲစားရတယ်။လူသားစားခြင်းကသူတို့အတွက်စည်ရပြအခမ်းအနားတစ်ခုလိုအာဏာပြဝဲတစ်ခုလိုဖြစ်နေခဲ့တာ။ ဒါတွေကိုမဟာမိတ်တွေမသိဘူးလားဆိုတော့သိတာပေါ့စစ်ခုံရုံတရားသူကြီး Sir William Webb ဆိုရင်အလောင်းတွေကိုစစ်ဆဲကြည့်တဲ့အခါအသားတွေကိုစနစ်တကျလှိထုတ်ထားတာအသည်းတွေပြောင်းနေတာကိုတွေ့ခဲ့ရတယ်။ဒါပေမဲ့တေဆုံးလူမိသားစုတွေစိတ်တရားရမှာစိုးရိမ်နေရင်လူသားစားမှုဆိုတာစိတ်ရသဝဲမှုဥပဒေထဲမှာအတိအကျပြဋ္ဌာန်းထားရရဲ့ကြောင့်ဒီကိစ္စတွေကိုလူသိရှင်ကြဖွင့်မချပဲလူတတ်မှုခေါင်းစဉ်အောက်မှာပဲဖုံးဖိပြီးစစ်ဆေးခဲ့ကြတယ်။ ဒါကြောင့် UK ဌာနကသာမဖော်ထုတ်ခဲ့ရင် Pacific သမုဒ္ဒရာအောက်ကဒီအယိုးကောင်းတွေရဲ့နာကျင်စရာသမိုင်းမှန်ကိုဘယ်သူမှသိခွင့်ရမှာမဟုတ်ပါဘူး။ The Marauder တတုံးများဤမျက်ရည် Unit 731တော်ရဲကသွေးစွန်းနဲ့ရဆက်မှုတွေပြီးရင်ခမားတို့ရဲ့အာယုံကိုပို့ပြီးအေးစပ်ပို့ပြီးကြောက်စရာကောင်းတဲ့နေရာတစ်ခုစီကိုခေါ်သွားခြင်းနဲ့ဒီတစ်ခါတော့တော်ရိုင်းထဲမှာမဟုတ်ဘူး။ခင့်မိတဲ့ဓာတ်ခွဲကန်းတွေထဲမှာ လူသားသမားတွေကလည်းစစ်သားချင်းကြီးတွေမဟုတ်ဘူးဂျပန်နိုင်ငံရဲ့ထိတ်တန်းတက္ကသိုလ်ကြီးတွေကဘွဲ့ရလာတဲ့မျက်မှန်ထူထူနဲ့ဆရာဝန်ဆိုတဲ့ပညာတတ်ကြီးတွေဒါကတော့နမဲကျော် unit 731မှာမန်ချူရီးယားဒေသဟာဘင်မြို့နားမှာရှိတဲ့ဒီစခန်းကြီးရဲ့မျက်နှာစာမှာဘလို့ရေးထားလဲသိလားကဲယောဂါကာကွယ်ရေးနဲ့ရေတပ်ဆင်မှုဌာနတဲ့နမဲကတော့အရန်လာတယ်ဒါပေမဲ့အဲ့ဒီဆိုင်းဘုတ်ရဲ့နောက်ွယ်မှာတော့ ကမ္ဘာသမိုင်းမှာအဆိုးရွားဆုံးလူသားစံသက်မှုတွေကိုပြုလုပ်ခဲ့ကြတယ်။ဒီစခန်းကိုဦးစီးရာက General Shiro Ishii ဆိုတဲ့ဆရာဝန်တယောက်။သူနဲ့သူ့အဖွဲ့သားတွေကစခန်းထဲရောက်လာတဲ့တရုတ်တွေ၊ရုရှားတွေ၊ကိုရီးယားတွေကိုလူလို့မခေါ်ဘူး။မာရူထာတစ်တုံးလို့ခေါ်ကြတယ်။ဆရာဝန်တယောက်ကစံသက်ဖို့လူလိုခြင်း၊ဟဲ့ကငါ့ကိုတစ်တုံးတစ်တုံးတော့လူလာပေးပါလားလို့ပဲခိုင်းလိုက်တယ်။လူသားတယောက်ကိုတစ်တုံးတစ်တုံးလို့သဘောထားပြီး ခောက်တက်စမ်းသပ်ဖို့စိတ်ဒုံဒုံချထားလိုက်ကြတာဌာနခိုင်းစာအုပ်ထဲမှာဖော်ပြထားတဲ့စမ်းသပ်နည်းတွေကိုဖတ်ပြီးရင်ခမည်းတော်ထမင်းစားခြင်းစိတ်တောင်ကုန်သွားလိမ့်မယ်ပထမဆုံးနီးလန်းက BB session လို့ခေါ်တဲ့အရှင်လက်လက်ခွဲစိတ်ခြင်းဒီနီးလန်းကဘလို့လဲဆိုတော့အချင်းသားတွေကိုမေ့စင်းမပေးဘဲခွိုက်ခွဲတယ်ဘာလို့မေ့စင်းမပေးလဲဆိုတော့မေ့စင်းပေးလိုက်ရင်ခန္ဓာကိုယ်ရဲ့သဘာဝတုံ့ပြန်မှု data တွေပြောင်းသွားမှာဆိုလို့တဲ့အဲ့ဒီတော့လူတယောက်ကိုဂရင်းမမကျိုးတုံ ကစားကိုပိတ်ပြီးတော့ဝမ်းဝိုက်ကိုခွဲပြီးနှလုံးခေါင်တွေတုံးအသက်ရှူနေတုံးမှာပဲကလီဇာတွေကိုတစ်ခုချင်းစီထုတ်ကြည့်ကြတယ်။ယောဂပိုးတွေက လူကလီဇာတွေကိုဘလို့စားသွားသလဲဆိုတာကိုအရှင်လက်လက်လေ့လာကြတာ။ဒုတိယကတော့ frostbite testing နှင်းကိုင်တာကလူတယောက်ပေါ်မှာဘလို့တက်ရမှုရှိမလဲဆိုတာစမ်းတယ်။ရုရှားစစ်မျက်နှာပြင်မှာအေးလွန်းလို့ဂျပန်စစ်သားတွေဒုက္ခရောက်မှာစိုးလို့ဆိုပြီးသူတို့ကအကျဉ်းသားတွေကို စောင်းလင်းကြီးအပြင်ထုတ လက်တွေကိုရေလောင်းပြီးခဲသွားတဲ့အထိတိုင်မှချီထားတယ်။ဘလော့ကြည့်အေးခဲသွားတယ်လဲဆိုရင်ဒုံးလက်ရိုက်လိုက်ရင်ဒေါင်းဆိုပြီးတက်သားချောင်းကိုရိုက်တယ်လို့အတန်ကြီးပြီးလက်ချောင်းကလေးတွေကျိုးထွက်သွားတဲ့အထိပဲ။ပြီးတော့မှအဲ့ဒီလက်တွေကိုရင်ရွေးပူနဲ့လောင်းရင် ပြမလား၊မီးကင်ရင်ပြမလားဆိုပြီးအမျိုးမျိုးစမ်းသပ်နှိပ်စက်ကြတယ်။တတိယကတော့ vacuum chamber လေပြင်းအောင်စမ်းသပ်ခြင်း လေရင်မှုတွေအမြင့်ပြန်ရင်ခန္ဓာရင်ရှိမရှိသိကျင်လို့အကျဉ်းသားတွေကိုလေပီအားရှော့ချတဲ့အခန်းထဲထည့်ပြီးစမ်းနေခန္ဓာခိုင်းအမှတ်တမ်းအရာဖိအားကိုအဆုံးထိရှော့ချလိုက်တဲ့အခါအကျဉ်းသားတွေရဲ့မျက်လုံးတွေကမျက်ခုံထဲကနေပော့ဆိုပြီးကျွတ်ထွက်လာတဲ့အထိဥရေအပြင်ထွက်လာတဲ့အထိရရဆက်ဆက်တက်ဖြတ်ခဲ့ကြတယ်။ဒါရီအကုံလုံးထက်ပိုရုပ်မှာပိုရိုင်းဆိုင်တာတစ်ခုကြံပါသေးတယ်။အဲ့ဒါကတော့ plate cookies ပါ။ Unit 731ကဆရာဝန်တွေဟာပလက်ယောဂပိုးထည့်ထားတဲ့ချောကလက်တွေ၊ကွတ်ကီးမုတ်တွေကိုဖန်တီးတယ်။ပြီးရင်ဘာလုပ်ကြလဲသိလား။ရွာတွေမှာရှိတဲ့ဗိုက်စာနေတဲ့တရုတ်ကလေးငယ်တွေကိုစားစရာ ဝေပေးမယ်ဆိုပြီးသွားဝေပေးလိုက်တယ်။ကလေးတွေခမရမှာတော့ဗိုက်ကစား၊မုတ်ကလည်းစားခြင်းဆိုတော့ဝမ်းတာအားရနဲ့စားကြရှာတာပေါ့။ရက်နေနေကြတော့ကလေးတွေကစပြီးရွာလုံးကျွတ်ယောဂကူးဆက်ပြီးတေကုန်ကြတယ်။လူအသက်ကိုကယ်ရမယ်ဆရာဝန်ဆိုတဲ့လူတွေက ခလေးတွေဘိုက်ဆာနေတာကိုအခွင့်ကောင်းယူပြီးလူသားလက်လက်ဖြစ်တုံးခဲ့ကြတာပါယူကီထာနာကာကဒီဖြစ်ရပ်တွေကို The Medicalization of Murder လူသားမှုကိုဆေးပညာခေါင်းစဉ်တက်လိုက်ခြင်းလို့သတ်မှတ်ခဲ့တယ်။သူတို့အတွက်ဒါဟာရက်စက်မှုမဟုတ်ဘူး။သိပ္ပံပညာတိုးတက်ရေးတဲ့။ပညာဓာတ်တွေရုံမာလာရင်ဘလောက်ထိကြောက်စရာကောင်းလဲဆိုတာ Unit 731ကသတ်သိပြနေပါတယ်။ The Comfort Woman ဖြစ်သိမ့်မယ်လို့ဤငရဲ့ ယောက်ျားတွေခလေးတွေကိုတပ်ဖြတ်ရုံနဲ့အားမရပဲဂျပန်တွေဟာအမျိုးသမီးတွေရဲ့ဘဝကိုပါစနစ်တကျဖျက်ဆီးခဲ့ကြတယ်။ Comfort Woman ဖြစ်သိမ့်မယ်ဆိုတဲ့စကားလုံးကတိတ်လှလွန်နေတယ်။တကယ်တော့သူတို့ဟာလိန်ကျုံနေပါပဲ။ဂျပန်အစိုးရကပြောတာကတော့ဒီအမျိုးသမီးတွေက စေတနာဝန်ထမ်းတွေပါတဲ့။ဌာနခါကဒီစကားကိုတပ်သိထောက်ထားရင်းနဲ့ဖြိုချခဲ့တယ်။ဒီအမျိုးသမီးတွေဟာအလုပ်ရမယ်ဆိုပြီးလိန်ခေါ်ခံရတဲ့သူတွေ လမ်းပေါ်ကနေအတင်းအဓမ္မဆွဲခေါ်ခံရတဲ့သူတွေပါပလပိုင်မျိုးသမီးမာရီယာရိုဇာဟန်ဆန်ရဲ့ဖိအပ်မှန်ကိုနားထောင်ကြည့်ပါသူမဟာဂျပန်စစ်သားတွေရဲ့စခန်းတစ်ခုမှာနေစဉ်နဲ့အများငရဲကြခဲ့ရတယ်တနေ့ကိုစစ်သား12ယောက်ကနေ20လောက်ထိသူမကိုအလှည့်ကြမရင်းကျင်ကြတယ်သူမကငါဘဝဟာဝတ်ရကောင်ထတ်တောင်ဆိုးခဲ့တယ်လို့ပြောပြခဲ့တယ်စစ်သားတွေကလက်မှတ်ထိုးပြီးတန်းစီကြတယ် ဆရာဝန်တွေက အမျိုးသမီးတွေကိုစစ်စစ်ပေးတယ်။အဲ့ဒါကစေတနာနဲ့လား။မဟုတ်ဘူး။စစ်သားတွေစီကိုယောဂကူမှကြောက်လို့ဒီအမျိုးသမီးတွေကသုံးလို့ရသေးလားဆိုတာကိုစစ်ဆေးတာ။အမျိုးသမီးတယောက်ကိုဝင်ရှိလာရင် အတင်းအာမဖျက်ချခိုင်းတယ်။ဆေးထိုးပြီးတော့ယာတိပြောက်အောင်လုပ်တယ်။လူသားတယောက်ကိုလူသားလို့မမြင်ပဲစစ်သုံးပစ္စည်းတစ်ခုလို့သဘောထားခဲ့ကြတာပါ။ဒီအကြောင်းမှာပြောစရာတွေအများကြီးရှိတယ်။ပေါ်ထွက်ရမယ့်ရုပ်မာမှုတွေအများကြီးရှိသေးတာမို့လို့ ဒီကိစ္စနဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေကိုနောက်ပိုင်းကျရင်ဗီဒီယိုသက်သက်လုပ်ပေးမှာမို့လို့ကျမတို့ရဲ့မြန်မာ archive channel ကို subscribe လုပ်ပြီးဘေးရ notification bell လေးကိုလည်းနှိပ်ပေးသွားကြပါအောင် The Dead March တင်မင်းတမန်လမ်းလျှောက်ခြင်း Sandokan Dead March ဒီနာမည်ကိုတမိုင်းမှာဘရောမမမေ့ပါနဲ့ဒါဟာစစ်ပွဲတစ်ခုရဲ့ရက်စက်မှုထက်ကြော်လွန်ပြီးလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုကြီးတစ်ခုပါပဲဘော်နီယိုကျွန်းမှာအော်စတြေးလျနဲ့ဗြိတိန်တုံ့ပန်း2500ရှိတယ် စစ်ရှောင်းလန်နီ1945ခုနှစ်ရောက်တော့ဂျပန်တွေကဒီအယိုးပေါ်အရေးတင်ဖြစ်နေတဲ့တုံပန်းတွေကိုမိုင်160အဝေးတဲ့တော်လန်ခရီးကျန်းကြီးကိုလမ်းလျှောက်ခိုင်းတယ်။ဒီမတိုင်ခင်စကမ်းမာကလေးကသူတို့ဘလို့နေရလဲသိလား။ခါနာခါရဲ့မှတ်တမ်းထဲမှာလှောင်အင်စရာပါတယ်။တက်သားလိုင်းတွေနဲ့လှုပ်ထားတဲ့အချင်းကန်အမြင့်က9ပေပဲရှိရယ်။ဟုတ်တယ်9ပေပဲ။လူတယောက်မတ်တပ်ရက်လိုက်ရင်ခေါင်းနဲ့မျက်နှာကျက်စောင့်မိမဲ့အနေအထား ဲ့ဒီထဲမှာအကျဉ်းသားတွေကို ရပ်ပေါင်း60လောက်ဒူးကွေးပြီးထည့်ထားတယ်။ပထမ9ဆလုံးလုံးဘာအစားမှမကြွေးဘူး။အိမ်သာမရှိဘူး။ကို့မစင်မော်ကို့ပြန်ထိုင်ပုတ်တိုးနေတဲ့အနံ့တွေကြားထဲမှာစိတ်သက်ကိုရိုက်ချိုးပစ်ခဲ့တာ။အဲ့ဒီလိုအားပြတ်နေတဲ့လူတွေကမှတော်လန်တိုင်းမောင်းနေတယ်။ဖဏတ်မပါဘူး။ခြေထောက်တွေမှာအနာစိမ့်တွေပေါက်ပြဲနေတယ်။အဲ့ဒီအဲထဲမှာမှဂျပန်အရာရှိတွေရဲ့အမိန့်ကပြတ်သားတယ်။ရှင်းလင်းရေးမူဝါဒတဲ့ ဘယ်တုံပန်းကိုမှအရှင်မထားခဲ့ရဘူးလို့ပြောချင်တာ။ဒါကြောင့်လမ်းမှာတငယ်ချင်းတစ်ယောက်လဲကျသွားပြီဆိုတာနဲ့တွဲခေါ်လို့မရတော့ဘူး။အသက်ရှင်ကြံ့ရဲ့သူ ခိတ်ဘော်တလီ ပြောပြတဲ့စကားကယဉ်ကွဲစရာ။ငါတငယ်ချင်းလဲကျသွားတဲ့အချိန်ငါ့ကိုမကြည့်ပဲ just keep going mate ရှစ်ဆက်သွားပါတငယ်ချင်းလိုပဲပြောရှာတယ်။ငါကြော်သွားပြီးတိတ်မကြဘူး။အနောက်ကနေတနတ်တန်တစ်ချက်ကြားလိုက်ရတယ်တဲ့။မလျှောက်နိုင်တော့တဲ့သူတွေကိုတနတ်နဲ့ပြစ်တတ်တယ်။ ဒါမှမဟုတ်တနတ်တင်နဲ့ထုတက်ပြီးလမ်းဘေးကချုံမုတ်ထဲကိုကန်ချလိုက်ကြတယ်။နောက်ဆုံးရလက်ကပါလေသိလား။ကျမတို့မြန်မာပြည်ကတေမင်းတမန်ယထာလန်းအောင်အဲ့လောက်မစိုးဘူး။စန်တာခတ်မှာတုံမန်းပေါင်း2500မှာ6ရောက်ပဲအသက်ရှင်ခဲ့တယ်။ဟုတ်တယ်။6ရောက်တည်းပဲထွက်ပြေးလွတ်မြောက်ပြီးအသက်ရှင်ကြံခဲ့တယ်။ကြံတဲ့2494ရောက်စလုံးကအသက်ခံလိုက်ရတယ်။တေလုံး69.9ခွန်900ခိုင်နှုန်းရှိတဲ့ဒီဖြစ်ရက်ဟာ ဂျပန်စစ်တပ်ရဲ့အရှုံးကိုလက်မခံနိုင်တဲ့မာနာကြောင့်အပြစ်မဲ့လူသားတွေမြေစာပင်ဖြစ်ခဲ့ရတဲ့ဝမ်းနည်းစရာအကောင်းဆုံးသက်သေပါပဲ The Never Horror ပင်လယ်ပြားအောက်ကသွေးစက်များကောင်းမော်မာတဲ့ငရဲကြတာမဟုတ်ဘူးပင်လယ်ပြင်မှာလဲဂျပန်ရေတပ်ရဲ့ရက်စက်မှုကကန်းကုန်နေကြတယ်ပထမဆုံးခါဗီယင်စိတ်ကန်းလူသက်ပွဲကိုကြည့်ပါဂျပန်ရေတပ်ကအော်စတြေးလျအရက်သားအုတ်ချုပ်ရေးမှူး23ယောက်ကို ဖမ်းမိတယ် သူတို့ကိုကွမြတ်ဖို့အမိန်ကြလာတဲ့အခါတနက်နဲ့ပြစ်မတက်ဘူးဘာလို့လဲသိလားကြည်စံနှမျောလို့တဲ့ထာနာကရဲ့မှတ်တမ်းအရသူတို့တက်ခဲ့တဲ့နီးကအတော့ကိုရက်ဆက်ပါတယ်အရက်သားတွေကိုမျက်လုံးစီနောက်ပြန်ကြိုးတုပ်ပြီးလက်ဝင်းကိုဝါယာကြိုးတွေနဲ့ရစ်ပတ်တယ်ပြီးတော့ခြေထောက်မှာလေးလံတဲ့ဘီလက်မြေတုံးကြီးတွေချီပြီးအရှင်လက်လက်ရေရဲကိုပြစ်ချလိုက်တာတနက်နဲ့ပြစ်လိုက်ရင်ဒိုင်းကနေဆိုပြီးသွားမယ်ဒါပေမဲ့အခုလိုရေထဲပြစ်ချလိုက်တော့ လေဘင်းကဝါယာကြိုးတင်းလာတဲ့နာကျင်မှုရေမုံးမိအသက်ရှူမဝတဲ့ခံစားချက်နဲ့အတူရေအောက်မှာတဖြည်းဖြည်းချင်းတည်ဆုံးသွားရတာဌာနခါကဒါကို visceral cruelty အတွင်းစိတ်ကလာတဲ့ရက်စက်မှုလို့သုံးသပ်ထားတယ်။နောက်ထပ်အသဲနာကြကောင်းလာကဘန်ဂေါ်အိုက်ဆန်မက်ဆာကာဝါတင်းမောပြက်လို့ကမ်းတောင်တင်လာတဲ့ Australia တူနာပြုတ်ဆီယာမလေးတွေနဲ့ဒါယာရစစ်သားတွေရှိတယ်။ဂျပန်နဲ့ရောက်လာတော့သူတို့လက်လက်ချတယ် စစ်သားတွေကိုတော့ကမ်းခြေမှာလှန်စွန့်နဲ့ထိုးတတ်လိုက်ကြတယ်။ကြံခဲ့တဲ့သူနာပြုတ်ဆရာမလေးတွေကိုကြတော့ကမ်းခြေမှာတန်းစီခိုင်းနေ။ပြီးတော့ပင်လယ်ထဲကိုလမ်းလျှောက်ဆင်းသွားလို့အမိန်ပေးတယ်။ဆရာမလေးတွေခမကြောက်ရွံ့ကြနဲ့ရေထဲဆင်းသွားကြတာ။ရေကခါးလောက်ရောက်တဲ့အချိန်နဲ့ကြာရောအနောက်ကနေစက်တလက်တွေနဲ့ဒရဆက်ပြစ်တက်လိုက်ကြတာ။သူနာပြုတ်ဆိုတာစစ်တိုက်တဲ့သူတွေမဟုတ်ဘူးလေ။သူတို့ဝတ်ထားတာကြက်ချင်တဲ့စိတ်တွေ။ဒါကိုတော့ဂျပန်တွေက ချမ်းသာမပေးခဲ့ဘူး။ ဒီအဖြစ်အပျက်မှာ VVN ဘူဝင်ကဆိုရယ်ဆရာမလေးတယောက်ပဲကြီးမှန်ပြီးတည်ခြင်းအောင်ဆောင်နေခဲ့လို့အသက်ရှင်လွတ်မြောက်လာခဲ့တာ။သူမသာမရှိခဲ့ရင်ဒီပင်လယ်ပြင်အောက်ကမတရားမှုတွေကိုဘယ်သူမှသိခွင့်ရမှာမဟုတ်ပါဘူး။ The silence တိတ်ဆိတ်ခြင်း၏နောက်ဆက်တွဲဒီဇလိုင်းရဲ့အဆုံးသက်ကတော့အားလုံးထဲမှာရင်အနာရဆုံးဒေါ်ဘာဖတ်စရာအကောင်းဆုံးအပိုင်းပါပဲ။အဲ့ဒါကတော့ဘယ်တော့မှရောက်မလာခဲ့တဲ့တရားမျှတမှုပါ။ စစ်ကြီးပြီးသွားတဲ့အခါတခြားစစ်ရာဇဝတ်ကောင်တွေကိုကျိုးပိတ်ခဲ့ပေမဲ့ unit 731ကလူမဆန်တဲ့စမ်းသပ်မှုတွေလုပ်ခဲ့တဲ့ခေါင်းဆောင် General Shiro Ishii နဲ့သူ့ဆရာဝန်အဖွဲ့တေတံပေးခံရမယ်ထင်နေလားမဟုတ်ဘူး Yuki Tanaka ဖွင့်ချထားတဲ့အမှန်တရားကတော့ American ဆိုရဟာသူတို့ရဲ့စစ်အေးကာလပြိုင်ဘက် Soviet Union ကိုရှင်ပြိုင်မှုအတွက်ဂျပန်နဲ့ရှာဖွေတွေ့ရှိထားတဲ့ biological warfare data ဇီဝလက်လက်မှတ်တမ်းတွေကိုအရန်လိုချင်နေခဲ့တယ် ဒါကြောင့်သူတို့ဟာနှဆိုးနဲ့အပေးယူလောက်ခဲ့ကြတယ်။မင်းတို့ရဲ့စမ်းသပ်ချက် data တွေကိုငါတို့ကိုပေးအစားထိုးအနေနဲ့မင်းတို့ကိုလုံးဝအေးမယူပဲလူငယ်ချမ်းသာဝင်ပေးမယ်ဆိုပြီးသဘောတူလိုက်ကြတယ်။ရလကဘာဖြစ်သွားလဲ။ခလေးတွေကိုအစိတ်ကျွေးခဲ့တဲ့လူတွေကိုအရှင်လက်လက်ခွဲစိတ်ခဲ့တဲ့အဲ့ဒီလူသားသမားဆီယာဝန်တွေဟာဂျပန်ကိုပြန်ရောက်ပြီးတာမန်ရတသားတွေဖြစ်တာမဟုတ်ဘူး။စိတ်သိပ်ပံလောကရဲ့ဖခင်ကြီးတွေတက္ကသိုလ်ပါမုခချုပ်တွေ ဆဲကော်မတီပါရှင်တွေဖြစ်လာကြပြီးစီးဆိုင်ရစ်ပြီးမှအေးအေးဆေးဆေးလေးတည်သွားကြတယ်။စဉ်းစားကြည့်တစ်တုံးလို့ခေါ်ခံခဲ့ရတဲ့လူသားတွေပင်လယ်ထဲမှာတနတ်မှန်ပြီးတည်ဆုံးသွားတဲ့သူနာပြုဆီယာမာလေးတွေအသက်ထုတ်စားခံလိုက်ရတဲ့လေရင်မှုတွေသူတို့ရဲ့ဝိညာဉ်တွေကတော့အခုချိန်ထိတရားမျှတမှုကိုတောင်းဆိုရင်းလေထဲမှာတဝဲလလယ်ဖြစ်နေတော့မှာပဲ။ဒါဟာယူကီဌာနကပြောသလို Vitus Justice and Loser Amnesia အနာရသူရဲ့တရားစီရင်ရေးနဲ့အရှုံးသမားရဲ့မေ့လျော့ခြင်းဆိုတဲ့အခြေအနေဆိုးကြီးပါပဲဒီ hidden horror စာအုပ်တာမရှိခဲ့ရင်ဒီ oh hit တန်တွေဟာထာဝရဖုံးကွယ်ခံရမှာပါဒီနေ့ဒီအကြောင်းတွေကိုပြောပြရတာဂျမန်လူမျိုးတွေကိုမုန်းတီးစေခြင်းလို့မဟုတ်ပါဘူးဒါပေမဲ့မြက်ကမ်းမျိုးချစ်စိတ်နဲ့အသားစိမဲ့အာနာပေါက်ဆက်လိုက်တဲ့အခါလူသားဆိုတဲ့အရာကနေဘလောက်ထိအောက်တန်းကျတဲ့မိစ္ဆာဖြစ်ကြောင်းလဲသွားနိုင်လဲဆိုတာကိုသင်ငန်းစာယူစေခြင်းလို့ပါ တမိုင်းဆိုတာအတိတ်ကအဖြစ်ပြက်တယ်မဟုတ်ပါဘူးအနာဂတ်အတွက်ကျမတို့ယူရမယ့်သင်ခန်းစာတွေအများကြီးပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးခင်ဗျားတို့ဘယ်လိုခံစားရလဲတကယ်လို့ခင်ဗျားသာအဲ့ဒီခစ်ကမာရူတာတယောက်ဖြစ်ခဲ့မယ်ဆိုရင်လူသားတွေရဲ့တရားမျှတမှုအပေါ်ယုံကြည်ချက်ရှိအောင်မထင်လားနောက်ထပ်လည်းဘယ်လိုတမိုင်းရဲ့လျှို့ဝှက်ခန်းတွေကို တူးဆပေးရအောင်မလဲဆိုတာကောမန့်မှာပြောပေးခဲ့ကြပါကျမတို့ရဲ့မြန်မာအာခ်ချန်နယ်ကိုကြည့်ရှုပေးလို့အများကြီးကျေးဇူးတင်ပါတယ်